၁၇ခုမြောက်သောစာလံအပိုင်ငယ်၁မှ၇မတရားသောသူတို့သည်တဘောဖြောင့်သောသူတို့ကိုမထင်မရှားပြစ်အံသောငါလီးကိုတင်၍လီးညို့ပေါ်မှမြားကိုပြင်ကြ၏အမိတကယ်တို့သည် ပြက်လျင်ဖြောင့်မတ်သောသူသည် အပေတို့ပြုနိုင်သည်နိငါဝိညာဉ်အားတင်သည်ငှက်ကဲ့သို့ကိုနေရာတောင်ပေါ်သို့ပြေးချေဟု အပေကြောင့်ပြောကြသည်နိသာရပြားသည်ငါခိုလုံရာဖြစ်တော်မူ၏ သာရဗျာသည်တန်ရှင်သောဗိမာန်တော်၌ရှိတော်မူ၏သာရဗျာ၏ပလင်တော်သည်ကောင်းကင်ပေါ်မှတည်၏မျက်စိတော်သည်ကြည့်ရှု၍မျက်ခမ်းတော်သည်လူသားတို့ကိုစစ်တော်မူ၏သာရဗျာသည်ဖြောင့်မတ်သောသူကိုစုံစမ်းတော်မူ၏မတရားသောသူနှင့်လူယူဖြက်စီးလူသောသူကိုဝိညာဉ်တော်သည်မုန်းတော်မူ၏မတရားသောသူတို့အပေါ်မှတောက်တော်မီခဲကန့်နှင့်ရောတော်မီလျံပူလောင်သောမုန်တိုင်းကိုတက်ရောက်စေ၍ သူတို့တောက်เสียဖို့စီရင်တော်မူမီတရားသဖြင့်ပြုတော်မူသော ထာဝရဘုရားသည် တရားသော အမှုကို နှစ်သက်၍သဘောဖြောင့်တော်သူကို မျက်နှာပြုတော်မူ၏အာမင် God bless you